ျွန်တော်အမေရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလဲတမဟုတ်အပိတ်နေရာမှာကျွန်တော်အထီးကိလေးလုံးယူတဲ့နေ့ကိုတင်ပြသွားမှာဖြစ်တယ်ဗောနော်နံပါတ်33 30 33ကနေစာပြီးတော့ပြပေးထားတာဖြစ်ပါတယ်လိန်း963ကိမာ336ရှောင်းအပိတ်ဖြစ်ပါတယ်ဒါပြီးခဲ့တဲ့ဘက်မှာကျွန်တော်အောင်မြင်သွားခဲ့တဲ့နေ့အဆက်ဖြစ်ပါတယ်ဗောနော်ဒီမှာဆိုရင်၃ညအလဲဖြစ်ပါတယ်ပြီးရင်၄၅၆တင်မှာ၆အလဲ၆ခွန်၈တုံးမှာ၆အလဲ 6အလေးပဲပေါ့နော်ပြီးရင်3ညာလေးလေးကအလေးအပိတ်ပြီးရင်နေ့နေ့တက်မှာတက်အပိတ်ရှင်းလေးတော့မှာ3အပိတ်ဖြစ်ပါတယ်ပြီးရင်လည်းရှင်းလျှောက်တော့မှာလည်း3အပိတ်ပေါ့နော်အလေးမဟုတ်ရင်အပိတ်အထိယူတာဖြစ်ပါတယ်ခွန်3ညာ3ညာမှာတော့3ညာအနောက်အပူခွန်ခွန်ခွန်အပူပေါ့နော်ပြီးရင်ကိုလေးရှိကိုလေ9 6 3 6 8ခွန်တပင်မှာတော့သူဒီထိတ်စီနေရာကခြာပေးသားခဲ့တာဖြစ်ပါတယ် အလဲအပိတ်အထီးကိဆိုပေမဲ့ဒီ689ပဲမှာတစ်ကြိမ်ဖောက်သွားတယ်ဗောနော်ကိရဲ့နေနဲ့ဆိုရင်တော့ပြည့်ပြီမရှိသေးဘူးပေါ့ခင်ဗျာဒီနိနိခုံမှာခွန်အပိတ်388မှာအနောင်အပူ339မှာလည်းတုံညာနဲ့ကိုနဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်ကျွန်တော်0563အထီးကိမှာ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ၅သလုံးက အလဲထိန်နေရာမှာ ထပ်ပြီးချပိတ်သွားခဲ့တာဖြစ်ပါတယ်0563မှာ၅သလုံး အလဲနေရာကခြားပေးသွားခဲ့တာဖြစ်တယ်ဗောနော်အမေပေါင်း90နဲ့နှစ်မှာတကြိမ်တားလေးထိတ်ဆီးနေရာကခြားပေးသွားခဲ့ဖူးတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်90နဲ့3နံပါတ်90နဲ့3ပါနော်ဆက်တကြိမ်အတွက်ကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ဗောနော်โอเคဒီ68ခုမှာဗောနော်ထိတ်ဆီးနေရာကခြားပေးသွားခဲ့တာဖြစ်ပါတယ်ကြံနေတာကတော့အလေးတုံးမဟုတ်အပိတ်မှာပဲဖြစ်ပါတယ်ဗောနော်ဒါလေးကတော့သူ့ရဲ့တွယ်နည်းပဲဖြစ်ပါတယ် မြေတုံးလေးကိုကိမှာကိုနဲ့လေးနဲ့လေးပိုက်နေရာမှာ၈ကိုလေးပါနော်ဒီလေး96တက်မှာ6က963 6အလေးဖြစ်ပါတယ်ဒီ6 6ခွန်တပြင်မှာတော့ဒူဒီထိစီနေရာက6ပေးသွားတယ်ပါနော်ညနေခွန်388 339 6ကိုပါနော်လေး96တက်အထီးကိမှာတော့ဒီ3 5နေဆိုတဲ့အတွက်ကြောင့်မို့5တလုံးအလေးထိနေရာက6ပေးသွားခဲ့တာဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ဒီဆက်တဲ့ချိန်အတွက်ထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်999 999 39ဖြစ်ပါတယ်ပြီးရင်20ပေါ့နော်နေတုံညာပြီးရင်တော့အရှိသုံးလုံးက369ရယ်334ပေါ့เนาะ334အနော်၃လုံးကတော့339ရက်3044ရက်ဖြစ်ပါတယ်။ဟုတ်ကဲ့အပေါ်ယူတဲ့နေ့အတိုင်းပဲဒီ9ဘုတ်တစ်ချိန် ကိုဝါနှစ်ကျင်းနေ့မှာတစ်ကျင်းဒီနေ့ကိုလေးနဲ့မြောက်တုံမြောက်မှာတစ်ကျင်းတုံမှာနှစ်ကျင်းကိုမှာတစ်ကျင်းတိတ်ကိုလေးနဲ့မြောက်ပြီးတော့တုံမှာတစ်ကျင်းတုံညမှာတစ်ကျင်းပြီးရင်အပေါင်း၅နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုဒီကိုနှစ်ကျင်း78နှစ်နဲ့ပေါင်းရင်20 25ပေါ့နော်၅တလုံးပဲရမှာဖြစ်ပါတယ်โอเคနောက်ထပ်ဒီ9နှစ်ကျင်း78 85ပေါ့နော်၄နှစ်လीရှင်း တင်တုံးနဲ့ချိန်ပေါင်းရှင်း6ကို9နဲ့ပေါင်းတော့55 44ဖြစ်ပါတယ်။ပြီးရင်3နဲ့3များနဲ့ပေါင်းရှင်း3 5တချိန်ဖြစ်ပါတယ်။နဲ့5ပေါင်းရှင်း30ဖြစ်ပါတယ်။နဲ့5ပေါင်းရှင်း30ပြီးရင်တော့43ပေါင်းရှင်း9ပေါ့နော်9နဲ့ဒီ5ပေါင်းရှင်း7နဲ့ကိုဒီ7နဲ့ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့3ည3နှစ်လို့ယူရမှာဖြစ်တယ်ဗောနော3ည3နှစ် နေကခုနှစ်ဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဆက်တဲ့ချိန်အတွက် TK လေးလုံးပေါ့နော်အလေအပိတ် TK လေးလုံးက၃ည၁နှစ်ခုဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။၃ည၁နှစ်ခုပေါ့နော်ဒါကအလေမဟုတ်ရင်အပိတ်ညမှာ TK လေးလုံးဖြစ်ပါတယ်။ကျွန်တော်ရှိမှာတင်ပြထားတဲ့အထိတ်လေးပဲ TK လေးလုံးပင်ရှိနေတယ်။ဒီမှာတစုတစည်းတည်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်။ဒီတစ်ပတ်မှာ ဒီအလဲအပိအထီကိကတော့၃ည၁နှစ်ခွန်ဖြစ်ပါတယ်။မာကနန်အထီကိဆိုပြီးတော့လည်းရှိသေးတယ်ပေါ့နော်။ဒီနံပါတ်နှစ်မှာဆိုရင်အခွန်ကုတ်တီမာကနန်ဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်မှာတော့အစုံကနန်ပေါ့နော်။ Okay ထပ်ပြီးတော့20နံပါတ်5 20အထီကိုကျွန်တော်တို့အတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒီတက်တုံညာ9909ကနေ6တုံညာ3တပင်ကိုကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော်အထီးကိလေးတော့ယူတဲ့နေ့ဖြစ်ပါတယ် ဒီကိုတော့လေးနဲ့ဆက်ခွန်ပေါ့နော်ဒီကိုက3ချိန်နဲ့ဆက်ခွန်ခွန်၅ပေါင်းစနစ်နေကိုတေပေါင်းရှင်3 3ကို၅ပေါင်းရှင်ဒီရှေးရှေးကိုနေပေါင်း30နေ့3ရှစ်တုံညအတိကိမှာအကိုခုံကိုပြီးတော့တုံညာ63ရှားပြီးသွားခဲ့တယ်ဗောနော်ဒါကြောင့်မအတိကိအနေနဲ့နေ့3ရှစ်တုံညာထက်က3ရက်တုံညာရင်ကိနှလုံးစလုံးရှားပြီးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ3နှစ်ချိန်ပေါင်း6 65ပေါင်း71တင်းနဲ့ခုံကိုကိမှာ3 9 ။ဒါကြောင့်မို့အထီးကိရင်နေနဲ့ကိုယ်တလုံးအလဲထိုင်နေရကခြားပေးသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ပင်ပါနော်။ဒီနေ383ညာအထီးကိဆိုပြီးရတာဖြစ်ပါတယ်။633ညာ3ဆိုတဲ့အတွက်3ညာ9 3 9 3အလဲနဲ့အပိတ်နေရမှာခြားပေးသွားခဲ့တယ်ပေါ့နော်။နောက်တစ်ပင်မှာလည်းနေ383ညာကိမှာ6 6ခြားပေးသွားတယ်ပေါ့နော်။ 6နှစ်6ဖြစ်ပါတယ်။အားကြောင့်မို့နှစ်အလယ်ထိုင်ဖြစ်တယ်ပေါ့နော်။အထူးကိနှစ်3 8များထက်ကနှစ်အလယ်ထိုင်နေရာကဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာလည်းနှစ်3 8များကီးပဲထိုင်ရနေတယ်ပေါ့နော်။ထိုလျှောက်ပြီးတော့တာက6 8ဖြစ်ပါတယ်။6 8ဆိုတဲ့အတွက်နှစ်3 8များထက်က8အလယ်ထိုင်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာတော့ကျွန်တော်ဒီပေါင်းရှင်းဒီ3 9ကီးရနေတယ်ပေါ့နော်။6 8ပြီးတော့5 9 8ဖြစ်ပါတယ်။ ငါကိုရှည်ဆွေတဲ့အဲ့ဒီမှာလေကိုဇလုံးအလဲထိန်နေရာက ဖြစ်ပါတယ်။နောက်ထပ်ဒီမှာ3 3 9168ကိမှာ116ချပြီးသွားတယ်ဗောနော်ငါကိုရှိပြီးတော့116တင်းနဲ့6နဲ့အပြင်းဖြစ်ပါတယ်။ပြန်6940လေးကြီးရနေတယ်ဗောနော်ခြားပြီးတော့တာက693ညဖြစ်ပါတယ်693ညဒီမှာတော့ဒီ6တလုံးထိတ်စီညကခြားပြီးသွားတယ်ဗောနော် ။ Okay နောက်ထပ်တင်းနဲ့ခွန်ကိုအထီးကိမှာ993ဖြစ်ပါတယ်။993ဆိုတဲ့အတွက်ကိုအလေထိန်ဖြစ်တယ်ပေါ့နော်။ကို3ည9ခွန်အထီးကိမှာ93ည4ဖြစ်ပါတယ်။993ပြီးတော့93ည4 3ညအလေဖြစ်ပါတယ်ငါကတော့ထိပ်ပါเนาะနောက်ထပ်တစ်ပြန်မှာတော့93ည9ခွန်ကြီးပဲပါเนาะ93ည3ချပေးသွားတာဖြစ်ပါတယ်93ည3ဆိုတဲ့အတွက်93ကို99ပါเนาะ ဒီမှာတော့9တုံများ9ခုပြီး3ပြင်ဆက်သိပ်ဖြစ်ပါတယ်။9တုံများ3ပြီးတော့336ဆိုတဲ့အတွက်ဒီမှာတစ်ချိန်ပြတ်တယ်ဗောနော်။336မှာဒီကီးတစ်ချိန်ပြတ်သွားတာဖြစ်ပါတယ်။ Okay 336ကနေစပြီးတော့6နှစ်လေးကမှာ3.43ဖြစ်တယ်ဗောနော်3.43ဆိုတဲ့အတွက်လေးတလုံးအလဲထိုင်ဖြစ်ပါတယ် 9839အထိကိမှာ669ဖြစ်ပါတယ်669ဆိုတဲ့အထိကိ9နဲ့ရှင်းနေဖြစ်ပါတယ်9နဲ့ရှင်းနေနောက်ထပ်တစ်ပြင်မှာတော့69နိလေကိရာတယ်ပေါ့နော်63များ6ဖြစ်ပါတယ်63များ6ဆိုတဲ့အတွက်အထီးကိ6သလုံးထိစီနဲ့အပိတ်နေရာဖြစ်ပါတယ်နိ3 7 3ကိမှာ66နိဖြစ်ပါတယ် 6 6နေဆိုရတဲ့နေအပိတ်ဖြစ်တယ်ဗောနော်ငါ6 3တုံးအထီးကိမှာ6 6နေဖြစ်ပါတယ်6နေဆိုရတဲ့အကြောင်းမို့6တလုံးအလေဖြစ်ပါတယ်6နေလေးကိမှာ6 6နေပြီးတော့တုံညာလေးလေးဖြစ်ပြဖြစ်တယ်ဗောနော်တုံညာလေးလေးဆိုရတဲ့အဲ့မှာ၄တလုံးအလေနဲ့အပိတ်နေရာမှာဖြစ်ပါတယ် โอเคဆက်ပြီးတော့ဟိုဘက်ဆောင်းနေတာကိုလေ့လာကြည့်အောင်ဒီ3နဲ့3များနဲ့ပေါင်း3 3နဲ့6ပေါင်းရှင်း7တင်းနဲ့5ပေါင်းရှင်း6ဘောเนาะ6ခွန်ခွန်ကုန်5ပေါင်းစနစ်နှစ်ကုန်နှစ်ပေါင်းလေး6ခွန်နှစ်လေးကြီးမှာနှစ်နှစ်တိဖြစ်ပါတယ်နှစ်မှာတော့နှစ်တိထိတ်စီနဲ့အလေထိတ်ဖြစ်တယ်ဗောเนาะရှင်းနေနေပေါင်း30နေနဲ့9ပေါင်းရှင်းခွန်ခွန်8 8ကို9ပေါင်း73 3နှစ်ပေါင်း5 8839ခီမှာ143ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကင်းချစ်ကထိတ်3ကအပိတ်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်ပါနော်။ဒီ68ပေါင်း74 43တစ်ချိန်6ဆော30 5တလုံးကြံမယ်ပါနော်။9 6ရှောက်ကို9ပေါင်း73တေကိုနေပေါင်း3 9ရှောက်73ကိမှာ6ရှောက်3 6ကို3ကိုပါနော်နောက်ထပ်တစ်ပြင်း 663ကနေသပိလေးတာကြည့်မယ်ပေါ့နော်ဒီ3နဲ့ကြိမ်ပေါင်း689 933နဲ့3ပေါင်း80ဆိုတဲ့အတွက်8995ပေါင်း4 4ပေါင်း6အဲ့မှာနေ့3ည9ဖြစ်ပါတယ်9အပိတ်ဖြစ်တယ်ပေါ့နော် Okay နေ့3ည9ကနေသပိလေးတာကြည့်မယ်ဒီ3 3နှစ်ပေါင်း5 5နှစ်ပေါင်း10 9နှစ်ချိန်18 18 6လေးလျှောက်ကြည့်မှာ009 โอเคဒီကီလေးလုံးထဲကကိုအပိဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြေပါเนาะဒီကိုနှစ်ချိန်ဆက်ရှိဖြစ်ပါတယ်ရှစ်ခွန်ပေါင်း55 9နဲ့ပေါင်းရှင်း30ရောက်မယ်ပေါ့เนาะဒါကဒါကြောင့်မို့ဒုံညာဒီတေကို9ပေါင်းရှင်း6 6ကို2ပေါင်းရှင်းတုံများတက်လျှောက်ရှိကီးမှာခွန်တုံညာတုံများဆိုတဲ့အတွက်တုံများအတဲ့နဲ့အပိတ်နေရာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်ပါနော်။ ငါခွန်ကငါငါပေါင်းတစ်စိခုနှစ်တလုံးကြာမဲ့အတွက်ခွန်ရှင်းရှင်းတုံးငါခွန်ရှင်းတုံးငါကိမှာတုံးခွန်ခွန်တုံးကိုခွန်ကိုအပြည့်ဖြစ်ပါလေနောက်ထပ်တစ်ပြင်ပေါ့နော်ဒီလေးတုံးခွန်ခွန်က3ချိန်27 26ပေါ့နော်6ခွန်နေလေးကိရမှာဖြစ်ပါလေ6ကိုလေးခြာပေးသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာလေးဒီအပိတ်ဖြစ်ပါလေ ၄နဲ့ချိန်၈၈နဲ့ချိန်၁၆ရှောင်းနဲ့တပောင်းခွန်ခွန်၅ပောင်းဆက်နေရမှာဖြစ်ပါတယ်။နေ၃၃၈၃ညနေ၃၈၃များကိမှာ၅၆၃ဆိုတဲ့အတွက်၃တလုံးအပိတ်မြာဖြစ်ပါတယ်။ငါးငါးပောင်းရှင်းတဆေပေါ့နော်၃နဲ့ချိန်၆၆နဲ့၅ပောင်း၁၁တိနေနေခွန်ခွန်ကိုနေပောင်း၉တိနေခွန်၉ကိမှာ၆၈ခွန်ဖြစ်ပါတယ်။ အထီးကြီးခုနှစ်တလုံးအပိတ်နေရာကဖြစ်တယ်ပေါ့နော်ဒီ6နှစ်ချိန်7နှစ်9နှစ်ချိန်14နှစ်6 65 71ဆိုတဲ့အတွက်တင်းနဲ့ခွန်ကိုကြီးပဲထက်ရတယ်ပေါ့နော်68ခွန်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ပါတယ်အထီးကြီးနှစ်နှစ်ခွန်နဲ့အလယ်နဲ့အပိတ်အပြီးဖြစ်တယ်ပေါ့နော်နောက်တစ်ပြည်9ချိန်14 4နဲ့6ပေါင်း20 2နဲ့9ပေါင်းခွန်ခွန်ရှိ3 5ဖြစ်မယ်ဗောနော်ခွန်83 5km 388ဖြစ်ပါတယ်အထီးကီး38ကိုအပြည့်ဖြစ်တပါတယ်ခင်ဗျာနောက်တစ်ပင်တိုး34ဗောနော်ရှင်းနေချိန်16ဆိုတော့ပေါင်းရှင်း30 5တလုံးချာမှာဖြစ်ပါတယ်963 km 339အထီးကီး3လုံးထိတ်နေရာကချပေးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ပင် ဒီ9938ပေါင်း7တင်းနေခွန်ကိုကီမှာ35နေဖြစ်ပါတယ်အထီးကနေတလုံးအပိတ်ကဖြစ်တယ်ပေါ့နော်အပိတ်ညာကဖြစ်ပါတယ်35နေနောက်ထပ်တစ်ပင်ဒီ95ပေါင်း80ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းရှင်းလေး43ပေါင်းရှင်း9ရာတွေအတွက်ကြောင့်မို့ခွန်8ပေါ့နော်8ကို9ပေါင်း73 3နေပေါင်း9 ကျွန်တော်ခွန်ရှင်း35 key ဆိုပြီးရမှာဖြစ်ပါတယ်ဒါဒီဆက်သက်ခြင်းအတွက်ဒီ key လေးလုံးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်မြောက် vision ဖြစ်ပါတယ်ပေါ့နော်ဒီ3များ633 9ကနေစပြီးတော့ဒီ key လေးလုံးပေါ့နော်336မှာတော့တစ်ချိန်ပေါက်တယ်ပြီးရင်66 66နေပြီးတော့ဒီမှာ665တပင်ကြံခဲတယ်ပေါ့နော်665ပြီးတော့9ရှောင်းနေဖြစ်ပါတယ်ဒီမှာတပင်ကြံတော့တယ်ပေါ့နော် โอเคနောက်ထပ်နေနေတဲ့ရှင်နေတောင်းချေချောင်းတောင်းချောင်းကိုကျွန်တော်အဲကီးတလုံးတော့မဟုတ်နှလုံးအထီးဖြစ်ပါလေပေါ့နော်ဒီတဆက်ချိန်မှာတော့ခွန်ရှိ35ကီးဆိုပြီးရမှာဖြစ်ပါတယ်ဒါကျွန်တော်ပင်ရှိကီးလေးလုံးကိုတဆုတစ်ဆဲသေးနဲ့ပြပြရှင်းဖြစ်ပါလေပေါ့နော်အဲ့ဒီကီး9မျိုးစလုံးမှာဆိုရင်ကျွန်တော်ဒီမှာအားတာရဲကရန်းက9တလုံးဖြစ်မယ်ပေါ့နော်ဒီမှာခွန်ကကျွန်တော်ဒီ 5မျိုးစလုံးမှာပါနေတယ်ဗောနော်ခုနှစ်လုံးအတာမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ဒီပရိနေညှိပြီးတော့ဒီကိနေနဲ့ထပ်ပြီးတော့ညှိမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ